အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့မှာတော့စုကငါးဥကိုခင်းချင်ဒီနေပေါ့နော်အချင်းစီပြန်ဟင်းချက်ပါမယ်ကဲဒါဆိုရင်တော့စုဘလို့ချက်လဲဆိုတာလိုက်ကြည့်ကြကြရအောင်ဒါလေးတွေကတော့ငါးဥအချင်းစီပြန်ဟင်းချက်ဖို့အတွက်စုပြင်ဆင်ထားတာလေးတွေပါပထမဥဆုံးငါးဥတွေကိုသုံးပိုင်းစီပေါ့နော်ပိုင်းလိုက်ပါတယ် ပြီးတဲ့အခါမှာတော့ငါးဥထဲကိုဆားအနေငယ်ကြက်သားမော့အနေငယ်နဲ့စနွေးမော့အနေငယ်ထည့်ပြီးအရတာနေပါမယ်။အားလုံးကိုအရတာလေးဝင်သွားအောင်တတိယကြာလေးနေပြီးရတော့15မိနစ်လောက်နှက်ထားလိုက်ပါမယ်။ငါးဥကိုနှက်ထားတဲ့အချိန်မှာခန်းချင်းဒီနှလုံးကိုလှီးထားပါမယ်။ကျတော့တအုပ်ကိုလည်းပပလေးတွေလှီးထားပါမယ်။ ချက်တုံပြူကိုလည်းထောင်းတဲ့ခါမှာလွဲအောင်လို့ခက်သေးလေးတွေလှီထားလိုက်ပါတယ်။ဒါတော့ဂျင်းပေါ့နော်ဂျင်းကိုလည်းသေးသေးလေးတွေလှီထားပါမယ်။နနမင်းကိုတော့စုနှစ်ပိုင်းပိုင်ထားလိုက်ပါတယ်။ရုပ်ကြည့်စဲအနီသားကိုလည်းစုအားအတော့လိုက်ထည့်မှာဆိုတော့ထက်ချင်ချန်ထားလိုက်ပါတယ်။ ခုဆိုရင်တော့ငါးအုပ်ဟင်းမှထည့်ဖို့အတွက်ပစ္စည်းတွေအားလုံးလှီးပြီးပြီဆိုတော့မြုပ်တီးချက်တော်ထားပါတော့မယ်။လှီးထားတဲ့ချက်တော်ညချက်တော်ဖြူနဲ့ဂျင်းတွေကိုထည့်လိုက်ပါတယ်။ရုပ်တီအစိမ့်မဟုတ်ရောင်တင်မဟုတ်ကူတော့ဟင်ခက်စုံနဲ့သစွန်ထည့်လိုက်ပါတယ်ခုလောက်ဆိုရင်တော့ရပါပြီဒါဆိုရင်တော့စုလို့၅ဥဟင်းစားချက်ပါတော့မယ် အိုးရဲကိုစီထဲ့ပါမယ်။စီပူလာပြီဆိုရင်တော့စနွေးမောက်နှင်းငယ်ထဲ့ပါမယ်။ပြီးရင်တော့ငရုတ်တီးချက်တော့ဂျင်းထောင်းထားတာလေးကိုထည့်ပြီးစီတက်ပါမယ်။စီတက်ထားတာအနက်မွေးလာပြီဆိုရင်တော့လှီးထားတဲ့ခရမ်းချင်းကြီးတွေကိုထည့်လိုက်ပါတယ်။ ရတာအသွန်းစားအနေငယ်နဲ့ချူမော့အနေငယ်ထည့်ပါမယ်ငါဥမာကရတာနေထားပြီးသားဆိုတော့စားနဲ့ချိုမော့ကိုတော့အများကြီးထက်ထဲဆရာမလို့ဘူးပေါ့နော်တအားလောက်မှုပြီးခင်းချင်းဒီရဲ့အနေငယ်နွမ်းလာတဲ့ချိန်မှာတော့နှက်ထားတဲ့ငါဥတွေကိုထည့်လိုက်ပါတယ် ငါးဦးထည့်ပြီးတဲ့နဲ့ပေါ့နော်ရေမထည့်သေးပဲငါးဦးတွေကိုစီတက်ပြီးအဖုံးအုပ်ပြီးခနာတည်ပါမယ်အဖုံးအုပ်ပြီးတည်ထားတာတအားလုံးကြံရင်တော့သူတို့အဖုံးဖူးကြည့်ပြီးငါးဦးတွေကိုဟိုဘက်ဒီဘက်မှွေပြီးရင်တော့ရေထည့်ပါတော့မယ်။ ရေထည့်ပြီးရင်တော့အဖုံးအုပ်ပြီး၅ဥတွေကျက်တဲ့အထိ9မိနစ်10မိနစ်လောက်တည်ပါမယ်10မိနစ်လောက်ချက်ပြီးရင်တော့စုအဖုံးဖွင့်ကြည့်လိုက်ပါတယ်၅ဥတွေကတော့တွေ့တဲ့အတိုင်းပဲပေါ့နော်ကျက်နေပါပြီဟင်းရဲ့ရတာကိုမြည်ပါမယ်ရတာအပေါ်ငန့်အချင်းကိုမမိစိုက်ကြလို့တို့လို့ပြင်ဆင်လို့ရပါတယ်နော် ရတာကလည်းအနေတော်ဖြစ်ပြီဆိုတော့ထက်ချမ်းချမ်းထားတဲ့ငုတ်သီးအနီထောင်း၃တောင်းကိုထည့်လိုက်ပါတယ်။နောက်ဆုံးမှာတော့အနက်မှုအောင်လို့နည်းနည်းမင်းတွေကိုထည့်ပြီးအဖုံးအုပ်လိုက်ပါတယ်။ကဲခုဆိုရင်တော့အနက်မှုမှုလေးနဲ့အရာဒါလည်းအရန်ဝဆားလို့ကောင်းတယ်ငါးဦးအချင်းစီပြန်ဟင်းလေးချက်ပါပြီ ခုလိုမျိုးလွယ်ကူရိုးရှင်းတဲ့ဟင်းချက်နည်းများနဲ့မဟုတ်လို့နည်းများကိုအမြဲတင်ပေးတော်မှဖြစ်တဲ့အတွက်သူ့ရဲ့ Facebook page နဲ့ YouTube channel လေးကိုလည်း like and subscribe လေးလုပ်ခဲ့ဖို့မမေ့နဲ့နော်ဒီဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးတဲ့အတွက်ကျေးဇူးများကြီးတင်ပါတယ်ရှင်နောက်ဗီဒီယိုမှာပြန်တွေ့ကြမယ်နော်တတပါ